ပုတ်ရဟန်းမင်းကြီးကွယ်လွန်လာတော့မှမစီမဆိုင်သူကြောင့်လို့ပြောခံနေရတဲ့ရမ်စီအားလုံးပဲမင်္ဂလာပါကက်ဒလက်ဘာသာဝင်ရဲ့အထွတ်မြတ်ထားရာပုံကူတူဖြစ်တဲ့ပုတ်ရဟန်းမင်းကြီးဖရန်စစ်အားဆိုရင်တော့ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကပဲကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်ပုတ်ရဟန်းမင်းကြီးဖရန်စစ်ဟာ2013ခုနှစ်ကလေးကပုတ်ရဟန်းမင်းတာဝန်ကိုယူခဲ့တဲ့သူဖြစ်ပြီးတော့ပထမဆုံးလက်တင်အမေရိကပုတ်ရဟန်းမင်းကြီးအဖြစ်မှတ်တမ်းဝင်ထားခဲ့ပါတယ်သူလက်ထက်မှာဆိုရင်နမဲကောင်းနဲ့ကြော်ကြခဲ့ပြီးတော့ကက်သလစ်ဘာသာဝင်ကြီးရဲ့ကောင်းကျိုးတက်တာမကကဘာကြီးရဲ့အချိုးတက်ပါအသက်ပိုးခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။ ။ပိုယဟမင်းကြီးဟာနမိုနီးယားရောဂါကိုနှစ်လကျော်လောက်ရင်ဆိုင်ခဲ့ရပြီးတော့21ရက်နေတုန်းကပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူကွယ်လွန်သွားတဲ့အချိန်မှာနိုင်ငံခေါင်းဆောင်တွေကပါဝမ်းနည်းပူဆွေးကြောင်ပြသခဲ့ကြပါတယ်။ပိုယဟမင်းကြီးကွယ်လွန်သွားခဲ့လို့ဒီတစ်ပတ်အီတလီစီးရီးယားပွဲစဉ်အားလုံးကိုရွှေ့ဆိုင်းလိုက်ပြီလို့သိရပါတယ်။ပိုယဟမင်းကြီးရဲ့ကွယ်လွန်မှုနဲ့ပတ်သက်ပြီးတော့မစီမဆိုင်ဆွဆွဲခံနေရတဲ့သူကတော့အန်ရမ်စီပဲဖြစ်ပါတယ်။ဘလုံးလောကမှာပြည်သက်အများစုကချင်းစွာအနေနဲ့လက်ခံယုံကြည်ထားတဲ့တိုက်ဆိုင်မှုတွေရှိနေတတ်ပါတယ်။ အဲ့ဒီထဲမှာ Ramsey ရဲ့ချိန်စာကတော့အဆိုးဆုံးပဲလို့ပြောလို့ရပါတယ်။စီမန်ကြီးတို့ရဲ့ကစားသမားအောင်ဖြစ်တဲ့ Ramsey ကသူ့ဂိုးသူနဲ့နာမည်ကျော်ပုဂ္ဂိုလ်တူဦးတည်ဆုံးနေဆိုပြီးတော့ချိန်စာတစ်ခုကိုပန်ဆိုင်ထားခဲ့ပါတယ်။တကယ်ချိန်စာဟုတ်မဟုတ်တော့မသိပေမဲ့တိုက်ဆိုင်တာတွေများလာခဲ့တော့ချိန်စာတစ်ခုအနေနဲ့ပြောရလို့တဲ့အထိဖြစ်လာခဲ့တာပါ။ Ramsey ကဗာဒမန်ဘွားမှာကလပ်တွင်းနဲ့တွင်ကို89ကိုနဲ့လေးစဉ်တွင်နဲ့တွင်ကို22ကိုဆိုပြီးတော့တွင်ကိုအစုပေါင်း9တရာဒီပိုင်ဆိုင်ထားပါတယ် အဲ့ဒီမှာတွင်ကို25ခုပါဆိုရင်တော့သူကိုသိမီတိတ်မကြခင်မှာနမဲကျော်ပုတ်ကိုတူဦးတေဆွန်လာတတ်တဲ့အဖြစ်အပျက်ဖြစ်ထားခဲ့ပူပါတယ်။လက်ရှိမှာတော့ Ramsey ကကစားသမားတူဦးတော့မဟုတ်တော့ဘဲနဲ့နိပြတူဦးဖြစ်နေခဲ့ပါပြီ။ Ramsey က2023ခုနှစ်မှာ Cardiff City တင်ကိုပြောင်းရှိသွားခဲ့ပါတယ်။အသက်34နှစ်ရှိနေဖြစ်တဲ့ Ramsey ကဒီရသည်မှာလည်းဒဏ်ရာပဒနာရင်းနှုံးကန်နေရတာပါ။အဲ့ဒီတင်ကလည်းရလပိုင်းကရုံးကန်နေကြရပြီးတော့ချက်မြန်ရှိတဲ့တန်းစင်းစုံထဲမှာကြာရောက်နေပါတယ်။ ဒါကြောင့်မဲ့ရာသီကုန်ကန်ဒီမှာနီးပြအိုမာရီဇန်နဲ့လမ်းခွဲခဲ့ပြီးတော့ရမ်ဆေးကိုယာယီနီးပြအနေနဲ့တာဝန်ပေးထားခဲ့ပါတယ်ရန်စီရဲ့နီးပြဘွားပထမဆုံးပွဲအနေနဲ့အောက်ဆော့ယူနိုက်တက်နဲ့ချန်ပီယံရှစ်ပွဲစဉ်ကိုကင်တွေခဲ့ရပြီးတော့တပတ်တကူးစီတေးရရှိခဲ့ပါတယ်။လက်ကျန်နှစ်ပွဲပဲကျန်တော့တဲ့အချိန်မှာရာနှုန်းပြည့်နိုင်ပွဲရရင်တော့တပတ်အသင်းတွေရလကူစောင့်ကြည့်ရအောင်မှာဖြစ်လို့တန်းတင်ချန်ရေးဖို့ကတော့မလွယ်တော့ပါဘူး။ကစားသမားတူမဟုတ်တော့တာကြောင့်ဂိုးလည်းမသွင်းတော့ပါပဲ။ပုတ်ရမင်းကြီးကွယ်လွန်တာကရမ်ဆေးချိန်ဆချောင်းဆိုပြီးတော့ဆွဆွဲခံနေရပါတယ်။ ကိုမသိမှုဆိုပေမဲ့သူနိပြဘွားပထမဆုံးအသင်းမှာကိုရသွားခဲ့တာကြောင့်ပုံရံမင်းကြီးကွယ်လွန်ခဲ့ရပါတယ်ဆိုပြီးတော့ကောက်ချက်ချနေကြတာဖြစ်ပါတယ်။ဟန်စေးကတော့နိပြဘွားရောက်တာတော့စိန်းစားဆိုပြီးပြောခံနေရတဲ့ဝက်ကမကြိုသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။အကြောင်းကဘာကြိုးလေးဘာမှမဖြစ်ရလေအောင်ရမ်စေးကိုအိမ်မှာပဲထိုင်ခိုင်းရမလို့တော့ဖြစ်နေပါတယ်။အဆုံးလေးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။